မန်နီဘောမြန်မာပြည်ပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်တော်အခုတစ်ခေါက်ဆွေးနွေးမယ့်အကြောင်းအရာကတော့ Chelsea အသင်းရဲ့ဒီဘန်နာရေးပိုင်းနဲ့ပတ်သက်တဲ့ကိစ္စပေါ့နော် Chelsea အသင်းအနေနဲ့ဒီ Todd Bowley တို့ငွေတော့သုံးနေရတော့မှာဘာကြောင့်ဟိုလာမယ့်ရာသီအတွက်လဲငွေစိတ်ကြိုက်30ခွင့်ရှိတဲ့အနေအထားနော် Premier League အသင်း30တောင်ဆိုသူတို့ငွေ3ပိုင်ခွင့်အရှိဆုံးဆိုတဲ့အနေဒါသူတို့ရည်တည်နေတယ်ဆိုတော့သူတို့ဘလို့ဒီအလုပ်လုပ်နေသေးတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့သုံးသပ်သွားပါဦးဆိုတော့ဒီဘက်နှစ်တီမှာကျွန်တော်တို့ Chelsea အသင်းနဲ့ပတ်သက်ရင် ်ချယ်ဆီအကြောင်းစဉ်းစားလိုက်တာနဲ့ဘောလုံးအကြောင်းထက်စားရင်ဒီ finance ဘိုင်းကပို့ပြီးတော့ကောင်းနေရောက်တယ် Roman Abramovich က2022မှာချယ်ဆီအသင်းကိုရောင်းတယ်ဘိုလီနဲ့ Clear Lake ဒီ consortium ပေါ့နော် Clear Lake Capital နဲ့ကဒီချယ်ဆီအသင်းကိုတွဲပြောင်းဝယ်ယူလိုက်တယ် Stamford Bridge ကိုရောက်လာတယ်သူတို့အဲ့ဒီခါမှာသူတို့အနေနဲ့ဒီဘောလုံးတွေမကပဲနဲ့ဒီ financial ကစားကွက်တွေကိုကျွန်တော်တို့အမှမြင်လာရတယ်ဆိုတော့ Chelsea အသင်းကို record breaking spending တွေကိုမြင်ရတယ်တကယ်မျက်စိလဲစရာမျက်ရည်ဝဲကျင်စရာ အရှုံးတွေကိုမြင်ရတယ်။ဆိုတော့ Chelsea အသင်းကကွင်းတွင်းကစားကွက်တို့နီးပြားတို့ကစားသမားတို့ထက်ဒီ top bowler ကပို့ပြီးတော့ spotlight ဖြစ်နေပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတယ်ဆိုတာတွေ့ရတယ်။ဒါ Chelsea ကဒါပေမဲ့အရှုံးတွေပုံနေနေပဲသူတို့ငွေတွေဆက်ဆက်ပြီးတော့လဲတုံးနေတယ်။သူတို့ဘလုံးနည်းနဲ့ငွေတွေတုံးတာလေ။ဆိုတော့ဒီနေရာမှာဒီ2003လောက်က Roman Abramovich က Chelsea ကိုသူတို့ပေါင်းတန်း140အသုံးပြုပြီးဝယ်တယ်။တန်း60ငွေသားပေးတယ်80ကိုအကျွေးဆက်ပေးတယ် ဲ့ပေါင်တန်း140ပြီးတဲ့နောက်မှာ Roman Abramovich ကသူ့ကိုယ်ပိုင်ငွေပေါ့ owner funding အနေနဲ့နှစ်ဘီလီယံကျော် Chelsea အသင်းထဲကိုသူ injection လုပ်ပေးခဲ့တယ်။ဒီ Chelsea အသင်းထဲကိုသူသူထိုးသွင်းပေးခဲ့တယ်ပေါ့။ဆိုတော့ဟိုတုန်းကလည်းစီးမင်းတွေကအများကြီးပြုဆိုတော့ Abramovich က Chelsea အသင်းအတွက်အများကြီးအကူအညီတွေပြတ်ခဲ့တယ်။ Chelsea ကထိတ်တန်းအဆင့်အသင်းတစ်သင်းအဖြစ်တာကျွန်တော်တို့ဒါဆယ်စုနှစ်နဲ့ချီပြီးတော့နှစ်တွေနဲ့ချီပြီးတော့ကျွန်တော်မြင်ခဲ့ရတယ်။ Top Bully လက်ထက်မှာ Roman Abramovich ထပ်တော်မှာပိုကျန်းသွားသေးတယ်။အားကြောင့်လဲဆိုတော့ Movich ဟာဒါသူ့ရဲ့ရာသီ20နီးပါးမှာ2ပယ်လျံသုံးတယ်ဆိုတော့ကကျွန်တော် average တွက်မယ်ဆိုတော့100သီကိုပေါင်းတန်း100လောက် site ထုတ်သုံးဆွဲပေးတာ။ဒါမဲ့ဒီ Bolero လက်ထက်မှာတော့2022မှာစဝယ်ပြီးတော့2024 200သီအကြာမှာ Chelsea အသင်းအတွက် cash injection ကပေါင်း895.2တန်းတော့ရှိတယ်။တရားဒီကိုဟို အဲပေါင်တန်း400နီးပါးလောက်ဒါ site ထုတ်သုံးဆွဲတယ် English ဘောလုံးတမိုင်းမှာ club အသင်းတစ်သင်းအနေနဲ့ပိုင်ပိုင်ရှင်တူဦးက site ထုတ်သုံးဆွဲမှုအရာဆိုရင်ဒီ average အရာ yearly average အရာဆိုရင်ဒါဒါဟာတကယ် record ပဲဘယ်သူကမှအဲ့လိုမလုပ်ပေးနိုင်ခဲ့ဘူးအဲ့လိုပဲ Chelsea အသင်းရဲ့လူစင်းဟာလေဘောလုံးတမိုင်းမှာတကယ် most expensive လူစင်းဖြစ်လာတယ် ့ဆိုတော့ဒါကဒီ71ဦးတည်းကိုဆိုလိုတာမဟုတ်ပဲねဒီတသိန်းလုံးအတွက်ကုန်ကြမှာပေါ့เนาะကျောက်စီအသိန်းကစားသမားတွေကလည်းအများကြီးပဲဒီကစားသမားတူဦးချင်းရဲ့ပြောင်းရွှေ့ကြေးတွေကလည်းအများကြီးပဲအဲ့လိုねဒီဘောလုံးသမိုင်းတစ်ချောက်အမြင်ပါဆုံးဆိုတော့ကျောက်စီဟာ PSR ကိုဘယ်လိုရှောင်းလဲ PSR ကဟိုပြောမယ်ဆိုရင်နောက်ဆုံး300သိကိုပေါင်105တန်းအထိကျုံ့ဝင်ပြူထားတယ်အဲ့တော့ Chelsea ကပေါင်တန်း100လောက်ရှုံးနေတယ်ဆိုတော့ဒီဟာကိုသူတို့ဘယ်လိုရှောင်းလဲနောက်တစ်ခုက ချောက်စီးနေနဲ့နောက်ဆုံး10နှစ်အတွင်းသာတွတ်မယ်ဆိုရင်စုစုနောက်ဆုံးဒီ2015နဲ့2025အထိကိုပေါင်1.291 billion သူတို့အရှုံးပေါ်ခဲ့ဆိုတော့ကျွန်တော်တရားတွက်ကြည့်ရင်တရက်ကိုဒီ10နှစ်စတိုက်ပေါ့နော်10နှစ်လုံးလုံးနေ့တိုင်းနေ့တိုင်းတရက်ကိုပေါင်3,500,4000အရှုံးပေါ်နေတာဒါပေမဲ့ Chelsea ရဲ့ကွင်းထဲက creativity တဲ့ကွင်းပြင်ကဒီ account accounting နေရဲ့ creativity ကပိုအားကောင်းတယ်ပြောရမယ် ီ PSR ရဲ့စီးမင်းတွေကိုသူတို့လှလှပပကလေးအမြဲတမ်းကြော်နေတယ်။ဒါ PSR ကလည်းပြောမှဆိုရင်သောသောပြောသလိုပဲနောက်ဆုံး၃နှစ်အတွင်းကိုပေါင်150တန်းအရှုံးပေါ်ခွင့်ပြုတယ်။ဒါပေမဲ့ Chelsea ကအဲ့ဒါတွေကိုရှောင်ဖို့အတွက်မှာ Chelsea အမျိုးသမီးအသင်းကိုဒီသူတို့ပိုင်သူတို့စီးပွားရေးအုပ်စုတွေကိုပြန်ရောင်းလိုက်တယ်။ Chelsea အမျိုးသမီးအသင်းကပေါင်100တန်းကျော်အကုန်ကြခံပြီးတော့တိဆောက်ဒီတိဆောက်ထားတဲ့အသင်းဖြစ်တဲ့အတွက်ပေါင်တန်း200နဲ့ရောင်းလိုက်တဲ့အခါမှာ198.8တန်းအမြတ်ပေါ်တယ်အမြတ်အဆုံးထွက်လာတယ် နောက်တစ်ခါဒီ Chelsea အသင်းရဲ့ hotel နှလုံးပြီးတော့တကားပက်ကင်2023မှာပေါင်း86.5သန်းနဲ့ရောင်းလိုက်တယ်။ဆိုတော့ Chelsea ကအမြတ်ကဒီ2023-24ရာသီမှာရာသီကုန်မှာသူတို့ရဲ့ဒီ pretax profit ကပေါင်း128.4သန်းအထိရှိနေတယ်။ဆိုတော့အခါကျတော့ PSR ကိုသူတို့အကြောင်းလော်လော်လေးကြော်နိုင်တာ။အဲဒီမှာအငင်းပွားစရာတွေကဘာလဲဆိုတော့အဲ့လိုမျိုးကိုအတင်းကိုကိုပိုင်တဲ့ကုမ္ပဏီစီကိုရောင်းဝယ်ရှိရလားဆိုတော့ နောက်ပိုင်းကျတော့လိုက်ပိတ်တာ top ball တွေကအရင်လုံပြီးသွားပြီဆိုတာမျိုးဆိုတဲ့အခါကျတော့ Premier League ကိုသူတို့လိုလိလှလှပပကြော်ဖြတ်နိုင်ပြီမြင် UEFA ကကျတော့အဲ့လိုမျိုး intra group sales လို့ခေါ်ရတာအဲ့လို intra group sales တွေကိုကိုဒီဥက္ကဋ္ဌအဖြစ်ကိုပိုင်နေတဲ့အသင်းတစ်သင်းကိုကိုနဲ့ဆက်နွယ်တဲ့ကုမ္ပဏီစီကိုရောင်းချခွင့် UEFA ကဘန်ထားတယ်အဲ့တော့ PSR အတွက်ကျတော့သွားလွတ်ပြီမြင် UEFA နဲ့ကျတော့ပြဿနာရှိတယ်ပြဿနာရှိတဲ့အတွက် Chelsea အသင်းကဒီ UEFA နဲ့ပတ်သက်ရင်တော့သူတို့ ိုလောက်ရမှာလေရှိသေးတယ်ဒီ UEFA ကလည်း Chelsea အသင်းကိုဒါ sanctions တွေလုပ်ဖို့အတွက်ဒါဟိုစုံစမ်းစစ်ဆေးမှုတွေလုပ်နေဆိုတာကလက်ရှိအနေအထားပေါ့ဒါဘာပြောလဲ Chelsea က Premier League ကိုတော့အေးစစ်ဆေးသူတို့ကြော်ဖြတ်နိုင်ခဲ့တယ်ဒီ Clear Lake နဲ့ Top Pole သူတို့တွေဟာငွေတွေအများကြီးသုံးသည့်တိုင်အောင်အခုဒါဆို Chelsea က2022ခုနှစ်ကနေယူရိုစတွက်ရအခု2025အခုအချိန်ထိဆိုရင် စုစုပေါင်း Chelsea ရဲ့သုံးစွဲမှုအပေါင်း1.3 billion လောက်ရှိသွားပြီအဲ1.3 billion ထဲမှာ ထမတရာတီမှာဘယ်ဒီသူတို့တော့တော့945တန်းရှိတယ်အခု2025အထိဆိုရင်1.3ဘီလီယံတိရှိသွားပြီဒါပေမဲ့ Chelsea ဟာဘာပြန်အားကောင်းလဲဆိုတော့ဒီအင်္ဂလန်ဘောလုံးလောကမှာအမြတ်အစွန်အများဆုံးရောင်းချသူ Chelsea အသင်းဟာ Sir Profess အနေနဲ့ပေါင်143တန်းအထိရတယ်သူတို့ဒီကစားသမားတွေအများကြီးကိုသူတို့ရောင်းထုတ်ခြင်းကအဲ့ဒီကကျတော့ net transfer liabilities က 265.8တန်းပဲရှိတယ်။အဲ့ဒီအတွက်လည်းဒီ Chelsea ဟာဒီဟိုငွေကြေးကိုစစ်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 လုံနေရတယ်ဆိုတော့ Tottenham Hotspur တို့နောက်တစ်ခုက Tower Arsenal ဒီလိုအသင်းတွေနဲ့ဟိုတိတ်မကွာတဲ့ဒီအရှုံးဖြစ်နေတယ်အရှုံးပမာဏဖြစ်နေတယ်။အဲ့တော့သူတို့အဲ့ဒီအရှုံးပမာဏကိုကာမိတဲ့ရောင်းချမှုတွေလည်းရှိရတဲ့အတွက် Chelsea ဟာဒီငွေတွေအများကြီးဆက်ပြီးတော့30%ရှိနေတာ။နောက်တစ်ချက်ကဒီ wage wage justice ပေါ့နော် wage bill ပေါ့ ော်သူတို့အခုချိန်ဒီ basics premier league basics ချက်မှာ chelsea အသင်းဟာကိုရတဲ့ဝင်ငွေပေါ့နော်ဒီလာစာနှုံးထားအနေနဲ့ဆိုသူတို့အများဆုံးမဟုတ်ဘူးဒါပေမဲ့ကိုရတဲ့ဝင်ငွေတွေကနေပြီးတော့ဘယ်လောက်ယာကင်လုံးပြန်သုံးစလဲဆိုရင်တော့ chelsea ကအများဆုံးပဲ82.2ယာကင်လုံးအထိသူတို့လာစာအတွက်ပဲတစ်နှစ်တာဝင်ငွေရဲ့82.2ယာကင်လုံးကိုလာစာအဖြစ်သုံးနေတယ်ဒါပေမဲ့အရင်ကသူတို့89ရာခိုင်နှုန်းရှိတယ်89ရာခိုင်နှုန်းကလည်း82.2ရာခိုင်နှုန်း ြစ်တဲ့အတွက်2023-24တရာစီလုံးမှာသူတို့လာသာအသုံးစေပေါင်း338တန်းရှိတယ်။အဲဒီ338တန်းကဒီသူတို့ဒီတစ်နှစ်လုံးမှာရတဲ့ငွေပေါင်း404တန်းပေါ့နော်။404တန်းထက်92.2ရာခိုင်နှုန်းပဲရှိတဲ့အတွက်ရာခိုင်နှုန်းအဖြစ်ပြုတ်ကျသွားတယ်လည်းတွေ့ရတယ်။အဲ့ဒါကလည်း Chelsea ကိုအသက်ရှူချောင်းသေးတယ်။နဲလို့တော့မဟုတ်ဘူး။နဲလို့မဟုတ်ဘူး။ဒါပေမဲ့ဟိုသူတို့မှာရှိတဲ့ဒီငွေထပ်စာရင်သူတို့ပေးရတဲ့လာသာကရာခိုင်နှုန်းအဖြစ်များပြီမဲ့ အဓိကကအရင်ကအဓိထက်ပုံများခဲ့များခဲ့တော့သူချောင်သွားတယ်ငွေရအစတည်းကချောင်အောင်လှုပ်ထားပြီးသားဖြစ်တဲ့တော့ပိုချောင်သွားတယ်အဲအဲ့ဒါ Chelsea ရဲ့အားသာချက်ဖြစ်နေတာနောက်တစ်ချက် Chelsea အနေနဲ့ဝန်ထမ်းအင်ဟာမှာကြတော့လက်ရှိအချိန်ဒီဆို Chelsea အသင်းဝန်ထမ်းအင်ဟာက980နီးပါးရှိတယ်ဒီအကြီးအတွက်ကဒါ Premier League မှာအများဆုံးအသင်းလို့ပြောရမယ်ဒါ Liverpool နီးပါးပြောလို့ရတယ်နောက် Chelsea အနေနဲ့ဟိုသူတို့ top body လို့ပါလို့ချင်တယ်လဲဆို Quintet Simakin သူတို့အသေးအံလောက်ချင်တယ် Chelsea အသင်းရဲ့ Stamford Bridge ကလက်ရှိ ပြိတ္တ၄000ဆန်တယ်ဆိုတော့ပြိတ္တ၄000ဆိုတာကဥရောပအဆင့်မပြောနဲ့အင်္ဂလန်မှာတော့အဆင့်၁၁မှာပဲရှိတယ်ဆိုတော့သူတို့ကဘာလို့လဲဆိုတော့ဒီ ticket price တွေကိုဈေးတင်ရတယ်အဲ့တော့ ticket price တွေက Chelsea ရဲ့ဒီလက်မှတ်စည်းနှုန်းကဒီလောက်ဈေးကြီးသည့်တိုင်အောင် Chelsea ကဥရောပပွဲတွေ Champions League လိုပွဲမျိုးတွေဝင်ခွင့်မရတဲ့အခါ Conference League လိုပွဲမျိုးကိုသူတို့ဈေးအများကြီးတွားယူလို့မရအောင်အဲ့ဒီအခါမှာ ticket လက်မှတ်စည်းနှုန်းသူတို့ရတာအနည်းတယ်အပြီးခဲ့တဲ့ရာသီအရဆို Chelsea ဒီလက်မှတ် ဒီကွင်းဝင်ကြီးကနေလို့သူတို့ရခဲ့တာပေါင်တန်း80ပဲရှိတယ်။အော်ပေါင်တန်း80ဆိုသူတို့ဟာဒီ Champions League ဝင်ခွင့်ရမှတိုးလာမယ်။ Champions League လည်းဝင်ခွင့်ရမယ်။ပရိသတ်လည်း6000လောက်စမ်းမယ်ဆိုရင်တော့ Chelsea ကအများကြီးပိုတိုးလာ။အားကြောင့်မို့အသင်းကဘာလို့ချင်လဲဆိုတော့ကွင်းသစ်စီမံကိန်းကိုသူတို့အများလို့ချင်တယ်။ကွင်းသစ်ကိုပေါင်1.5 billion ကုန်လား2 billion ကုန်လားပြဿနာမရှိဘူး။အဲ့ဒီအတွက်ဆိုရင်ဒီသူတို့ဘန်နီကနေချီလို့ရတယ်။အဲဘန်နီကနေချီတဲ့အခါမှာလေအတိုးမဲ့တိုးမဟုတ်အတိုးမဲ့သူတို့ ထုတ်ချိမဲ့သူတွေရှိတယ်အတိုးနှုံးနည်းနည်းနဲ့ထုတ်ချိမဲ့သူတွေရှိတယ်အရေးကြီးတာကစီမံကိန်းစနိုင်မှုပဲအဲ့လိုစီမံကိန်းစနိုင်မှ Chelsea ရဲ့ဒီ match day revenue ကတက်လာမယ်အဲ့တက်လာတဲ့အခါကျမှ Chelsea ဟာဒီတိထပ်ပို့ပြီးတော့ဒီဝင်ငွေဟာနောက်ထပ်အမ်းရာချီတဲ့ဒန်းစီကိုသွားမှာနောက်တစ်ခုဒီ Chelsea ဒီ Champions League ဝင်ခွင့်ဝင်ခွင့်ကလွဲချော်ခဲ့တဲ့အတွက်ပြီးခဲ့တဲ့ရာသီလုံးမှာဆိုရင် Chelsea ရဲ့ဒီ media revenue ပေါ့เนาะဒီ broadcasting rights တွေကလည်းရတဲ့ငွေကပေါင် 161.3တန်းပဲရတယ်ဆိုတော့အဲ့ဒါဟာအိုက်ရှစ်ယာတီကထပ်ဆိုင်30%နီးပါ28%လောက်ရောကြသွားတယ်ဆိုတော့ Champions League ဝင်ခွင့်ကလည်းမရလို့မဖြစ်ဘူး Champions League ဝင်ခွင့်ဟာရုပ်တံဝင်ငွေကိုတိုးစီတယ်ပြီးတော့ Queen Twin Match Day Revenue ကိုတိုးစီတယ်အဲနောက်ကကွန်းသစီမာကြီးနဲ့ဆိုရင်တော့ပိုပြီးတော့ကြီးမယ်ပေါ့ဆိုတော့ဒါ Chelsea ဟာဒီအဲ့လိုမျိုးဒီပြဿနာကြီးလည်းရှိတယ်ဖြည့်ရှင်းစရာနီးလန်းနေလည်းရှိတယ်လုံလဲလုံနေတယ်ဆိုတော့ဒီမိသားတစ်ဖက်ရေမောက်တစ်ဖက်အခြေအနေကိုတွေးရတယ်အဲဒါပေမဲ့ ဟိုတေချာတာအခုပြီးတော့ဒီ2025ပေါ့နော် club world cup ပြိုင်ပွဲဒါသူတို့ဒေါ်လာဆိုရင်သူတို့တန်း30ကျော်လောက်ရတယ်ဝင်ပြိုင်ပွဲဝင်ကြီးရတယ်တကယ်လို့ champion ဖြစ်ရင်ဒေါ်လာတန်း115 120လောက်ဒီရမယ်အော်ထားပါတော့ကျွန်တော်ပေါင်နဲ့တွက်မှာဆိုပေါင်23တန်းဝင်ကြီးနေတယ်ပေါင်23တန်းရတယ်ဒီဘိုးဆွဲခင်ပေါင်တန်း90လောက်ရမယ်ဆိုတော့အခါကျတော့အဲ့ဒီဟာကလည်းသူတို့အလွတ်ရလာမယ်ငွေဖြစ်တဲ့အတွက် price money ကဒီ financial balance ဖြစ်ဖို့အတွက်အရန်အထောက်အပံ့ပြုတဲ့အတွက်ဒါ Chelsea အနေနဲ့ဆက်ပြီးတော့အသက်ရှင်ကြောင်းလာဆိုတော့ဒါကြောင့်လည်းလာမယ့်ရာသီ Premier League မှာဟိုတော့အဟုတ်ကောင်းတာပါလို့ဆိုတော့ဒီ Premier League မှာ Chelsea အသင်းဒီ PSR ကနေပြီးတော့ဟိုတုံးနှစ်စာခွဲသွင်းရတယ်တုံးတရားသီးတဲ့အနေနဲ့ဆိုရင်တော့မှ Chelsea ကပေါင်သန်းတော့အောင်တုံးလို့ရတယ်ဆိုတဲ့အနေအထားမျိုးဖြစ်နေတယ်ဆိုတော့အဲ့ဒါကတကယ်စီးနေအကန်းနဲ့သွားနေတဲ့အသင်းတွေထက်တော့မှ Chelsea ကပိုပြီးတော့ငွေ30ခွင့်ရှိနေပါလားဆိုတဲ့ အချက်ကိုဒါကြောင့်ဒါကြောင့်ဖြစ်နေတာဆိုတော့ top bowling တို့ကဒါပေမဲ့တခုရှိတာကဒီလိုမျိုးဒီအသက်ရှူချောင်နေတဲ့လမ်းကြောင်းတွေဟာဟိုတချို့စီးမြင်းတွေမပိတ်လိုက်ခင်မှာသူတို့သူတို့ကြိုပြီးတော့လုပ်ခဲ့တဲ့အလုပ်တွေကနေပြီးတော့ဟိုဟာဖြစ်နေတာပေါ့နော်ဆိုတော့ Chelsea အနေနဲ့ငွေ73လို့ရတယ်ဒါပေမဲ့အဲ့ဒါကနောက်ထပ်နှစ်တွေအကြာကြီးတော့မရတော့ဘူးသူတို့ဒီဘန်နာကြီး ီ၃နှစ်ဇာပေါ့နော်၃နှစ်ဇာကြော်ဖြတ်ပြီးတဲ့အခါနောက်ထပ်၃နှစ်နောက်ထပ်၃နှစ်နောက်ထပ်၃နှစ်နောက်၃နှစ်လောက်ကြာတဲ့အခါကျရင် Chelsea ကဒီလိုငွေ30ခွင့်ရှိတော့မှာမဟုတ်ဘူး။အဲ့တော့ငွေ30ခွင့်ရှိတော့မှာ Chelsea ကငွေကိုဆက်သုံးပြီးတော့အတင်းကိုပို့ပြီးတော့ contract ကောင်းအောင်လုပ်နေတယ်လို့လည်းပြောလို့ရတယ်။ဒါ Todd Bowley ရဲ့ခြေလမ်းပေါ့။ဆိုတော့ဒါကျွန်တော်အနေနဲ့ဆိုရင်ဒါကမှန်ကန်တဲ့နီလန်လားမှန်တယ်မှားတယ်လို့ပြောရတာအယံခတ်တယ်။ဘာကြောင့်လဲဆိုတော့ဟိုအောင်မြင်သွားရင်လည်းပေါက်သွားနိုင်တယ်။မအောင်မြင်လည်းခွက်ခွက်လန်ပဲ။ဆိုတော့ ်ချယ်ဆီကစောင့်ကိုစောင့်ကြည့်ရမယ်အနေထားမျိုးလို့ပြောလို့ရတယ်ဒါပေမဲ့တော်တော်လေးတော့ risk များတယ်ပေါ့ဆိုတော့ဒါချယ်ဆီအသင်းရဲ့ဗန်နိုင်းအခြေအနေနဲ့ပတ်သက်ပြီးတော့သုံးသပ်ခဲ့တာဖြစ်ပါတယ်ချစ်ချစ်အားပေးခဲ့ကြတယ်မန်နေဘောမြန်မာရဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်